မာရီရဲ့ရကျင်တဲ့စိတ်နေစိတ်ထားဘာလဲဆိုရင်တဲ့နံပါတ်1ကတော့ great me သူတို့ချီးကျူးပြောဆိုပေးတာเนาะဟဲအမဟဲကိုမတွေ့ရကြာလာပြီเนาะမတွေ့ရကြာတဲ့အတွက်မှာကိုယုံဆူးလာတယ်ဗျာပြောကြည့်လိုက်ပါလားစိတ်ဆိုးမှာပေါ့မစိတ်ဆိုးမှာပေါ့ဟဲကိုဆိုင်မင်းတန်းမတွေ့ရကြာပြီเนาะမတွေ့ရကြာတဲ့တော်တော်မှာကိုကျန်ပူချောလာတယ်เนาะအဲပြောပြောပြောရင်ဘယ်လိုမဆိုကျင်တတ်တာပဲလေအဲအဲ့လိုပဲ customer နဲ့စကားပြောတဲ့အခါမှာလည်းအဲ့လိုမျိုးပဲ ဂရိတ်ကြီးချီးကျူးပေးတာကိုရချင်ကြတယ်။အမတချို့ကကျတော့ဟိုချိုးလာရလို့ပြောရင်တိုက်တယ်။ဟဲဟဲစီစံဆိုင်မတိုက်ရင်မင်းကဖတိပုတ်ကြီးဖြစ်လာတယ်နော်။အမ်ငါမကြိုက်တော့ငါလူတို့မဝါလို့မစိတ်ညစ်နေပါဆိုငါ့ကိုပူဝရပြောနေတာ။အဲမကြိုက်တော့အဲ့တော့ customer ရဲ့ချီးကျူးပေးတာကိုလိုချင်ကြတယ်။အဲ့တော့ customer နဲ့ပတ်သက်ရင်နှိမ့်ချတဲ့သကလုံးတွေတက်နိုင်တဲ့ချီးကျူးပေးပါအတချို့ဆိုရင်ဘုပုံစားပုံတွေတောင်းလာတယ်။ဟောတချို့ဆိုရင်ဟိုဖုန်းအတက်လေးချိန်လာရဆိုတော့ဟိုကသူ့ဖုန်းလေးကိုမြင်လာတယ်။အဲဖုန်းလေးမြင်လိုက်တာနဲ့ ဟဲ့ဖုန်းမနေဟဲ့ဖုန်းလေးကဒီချင်းလာလားဟဲ့ဖုန်းလေးကဟဲ့ချစ်စရာလေးလာလိုက်တာဟဲ့ကင်မရာရုပ်ထုကောင်းကောင်းလားအာမင်းနဲ့ဖုန်းတော့တကယ်ဝူလိုက်ပြီးမိုက်တယ်ဝတ်ဟဲ့အခုတော့မတော်ရည်ကိုဖြဲတော့ဒါကျွန်တော်ရှင်းပြတော့မှဒီလောက်တော့ပြင်းနေရင်အပြင် customization ဘယ်လောက်နဲ့ဘယ်လောက်ပြောမလဲစဉ်းစားစဉ်းစားကြည့်နော်အဲ့တော့ customer တွေက great me ကြီးယူပေးတာကိုလိုချင်ကြတယ်တဲ့နောက်တစ်ခုကတော့ respect me နော်တလေးတစားစစ်စံတာကိုလိုချင်ကြတယ် ဘယ်တော့ခါမှဘဒုအိုမှာ customer တွေကိုရိုင်းတရားမဆက်ဆံနဲ့အများအားလာဝင်နေကြမှုလို့ပြစ်ထားလိုက်မှမို့မလေးမဆက်ဆက်ဆံတာမျိုးတချို့ကရှိရလေမကြခဏမြင်နေရ customer ဆိုရင်ဘာလုပ်လဲမလေးမဆက်ဆက်ဆံတော့အာရန်အမင်းဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ရိုင်းပြတဲ့ပြုမှုတွေလောက်တော့ no မလုပ်ရအောင်နော်ဘယ်တော့ခါမှ customer အဟောင်းဟောတဲ့အောင်ကျွန်တော် respect me တလေးလေးစားဆက်ဆံမှာနောက်တစ်ခုတော့ဘယ်လိုမီတန်ဖိုးထားပါနော် customer တိုင်းကိုတန်ဖိုးထားနောက်တစ်ခုတော့ help me ဒါတော့တော့ကပြောခဲ့ပြီးပြီး နောက်တစ်ခုက listen to me နားထောင်မိတာပြောခဲ့ပြီနောက်တစ်ခုကတော့ who me who me တန်တော်ဖြစ်တာနော်ယူ customer ရဲ့တန်တော်ဖြစ်တာကိုပူကြိုက်တယ်ဟာကိုငင်းချင်းလဲဘလို့ရကြပြီနော်ဘလို့ရကြတဲ့တုန်းကချင်းစမ်းမုတ်ဆွေမူလေးနေပူခန့်လာတယ်ဗျပူချောလာတယ်ဗျအဲဟာကားပြောင်းလဲသွားနော်အရင်တကတော့ခုချောလာတာဒီလိုမျိုးတန်တော်ဖြစ်တာကိုလူတွေက ကြိုက်ကြတယ်တဲ့ customer တွေကကြိုက်ကြတယ်အဲ့လိုမျိုးဟာကျင်းသားဟဲ့ကိုငင်းချမ်းမင်းတားဝါလာကွာအဲ့ဒါအဲ့ဒါလူမကြိုက်တော့ဘူးဖိတ်ဆိုးတော့မှာငါဒီလိုမျိုးပေါ့နော်အဲ့တော့တန်တော်တော့ဖြစ်ပြတယ်ဒါပေမဲ့ negative စကားလုံးတွေပြောလို့ရင်သူမကြိုက်တော့ဘူးစိတ်ဆိုးတော့မှာအဲ့တော့မလုပ်မလဲ positive thinking positive ဆောင်တဲ့စကားလေးတွေယူနေတန်တော်လုတ်ပြပြီးမှပြောဆိုတာကလည်းလူတွေရင်ပတ်တဲ့ဟတ်ချစီပါလေတဲ့ customer တွေကပုံမှန်ကြိုက်ကြပါတယ်အဲ့တော့ ကတ္တမိုင်းနဲ့စကားပြောတဲ့အခါမှာ우မီနော်အန်ဟောတဲ့ပုံစံလေးလေပြောဖို့လိုပါလိမ့်မယ်နောက်တစ်ခုတော့ invite me back ပြန်ဖိတ်ခေါ်တာတော်တော်ကပြောခဲ့ပြီပြီနော်